အပွဲပွဲနှင်းလာတဲ့တဏ္ဍာမိုးတိန်ကိုကြောက်လို့ဆူရှိပဲလိတ်တော့မယ်လို့ပြောပြီးပြေးသွားရတဲ့ဒါရိုက်တာပြည်ဟင်းတီဟောင်း ပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်အီဂရစ်တန်ယာရီကနေပြလဲကြိုဆိုလိုက်ပါရယ်အခုချိန်မှာတနမိုးသိန်းကိုကြောက်လို့လက်မြောက်အရှုံးပေးလိုက်ရတာကတော့ဒါရိုက်တာပြည်ဟင်းတီဟာပါပဲရုပ်ရှင်လောကသားတွေအကြောက်ဆုံးကဒါရိုက်တာပြည်ဟင်းတီဟာပါဘာဖြစ်လို့လဲဆိုတော့ပြည်ဟင်းတီဟာကမြန်မာပြည်မှာရုပ်ရှင်ဒါရိုက်တာအဖြစ်ရက်တည်ပူတာကြောင့်အနုပညာလောကတွေမှာအကြာရာကအစသိနေပါရယ်ဒါရိုက်တာပြည်ဟင်းတီဟာကအနုပညာလောကတွေကအတွင်သတင်းတွေကိုအမေရိကန်ကနေဖော်ကောင်းလုပ်နေရပါဘူး ဒါကြောင့်လေအနုပညာလောကထဲမှာပြည်ဟင်းတီဟာကြောင့်ပြဿနာတက်ပေါင်းလဲမနေပါဘူး။ပြည်ဟင်းတီဟာအကြောင်းကိုအများဆုံးခံရတာကတော့မြင်းမြတ်နဲ့အလွမ်းပိုင်တို့ပါ။အထူးသဖြင့်မြင်းမြတ်ကဘလိုမျိုးအကျဉ်းစရာရှိတယ်၊လွမ်းပိုင်ကဘလို၊နော်ဖောရီတာနဲ့ဘလိုစသဖြင့်ပေါ်ကောင်လုံနေရဖြစ်ပါတယ်။ဒါကြောင့်လေလွမ်းပိုင်ဆိုတာပြည်ဟင်းတီဟာကိုတချင်းထဲမှာတောင်မှထည့်ဆိုရတဲ့အထည်ပါ။ဒါရိုက်တာပြည်ဟင်းတီဟာစနေကြောင့်အနုပညာလောကမှာပြဿနာတက်တာတွေ၊ပွဲဖြစ်တာတွေလဲမနေပါဘူး။အခုလက်ရှိပြည်သက်တွေကြားထဲမှာပြဿနာတက်ပြီးတော့အကြီးကျယ်ပွဲဖြစ်နေရဲ့ တဏ္ဍမိုးသိန်းနဲ့ပရိုဂျူဆာကိုရှင်မန်တို့ရဲ့ပြဿနာကပြည်ရင်းတရားစတဲ့ဇလန်မောင် ပြင်းတဲ့ဟာကတဏ္ဍာမိုးသိမ့်တဲ့ရွှေမန်းချစ်သူတွေဖြစ်နေတယ်ဆိုတာကိုပြောမိရကြောင်း page တွေကနေကိုရွှေမန်းမင်္ဂလာဆောင်ချိန်မှာ post တွေတင်ကြတာကြောင့်တဏ္ဍာမိုးသိမ့်ကရွှေမန်းမယူခြင်းလို့ထားခဲ့ခံရတဲ့မင်္ဂလာဖြစ်ခဲ့ရပြီးတော့တိတ်ခါကြစရာတွေကြုံခဲ့ရတာပါ။ဒါကြောင့်လေတဏ္ဍာမိုးသိမ့်ကထရှင်ရဲ့အကြီးကျယ်ပြဿနာတက်ကုန်တာပါ။ဒီကြားတဲ့ထွန်းထွန်းကပါပါဝင်လာတာကြောင့်ပို့ပြီးရရှုံနေရဖြစ်ပါတယ်။ဒီလိုမျိုးအခုချိန်တခါမှာတော့ပြင်းတဲ့ဟာကလွမ်းပိုင်တဲ့တဏ္ဍာမိုးသိမ့်တည်င်းထွက်ဖို့ကြောင့် ဒါကြောင့်တဏ္ဍမိုးသိရဲ့ချစ်သူကိုရွှေမန်းကသူ့စီကိုဖုန်းဆက်ရကြောင်းစသဖြင့်ပြောလာတာဖြစ်ပါတယ်။ဒါကြောင့်လေတဏ္ဍမိုးသိကလည်းပြိမ့်တရားကိုယောက်ျားမဟုတ်ဘူးလား။ဂုံတိတ်ခါမရှိဘူးလားလို့မေးလိုက်ပြီးတော့"သူမကိုဘာလို့လူအထင်လွဲအောင်လုပ်နေရလဲ"လို့ပြောလာပါတယ်။တဏ္ဍမိုးသိဟာသူမဟာပြိမ့်တရားမြန်မာပြည်မှာရှိနေစဉ် တခုမှမကောင်းတာမလုပ်ခဲ့ဘူးကြောင်ပြည်ရင်တရားအစဉ်ပြေအောင်သူမဘက်ကကူညီခဲ့တာသာရှိကြောင်ဒါကြောင့်ပြည်ရင်တရားနဲ့အစဉ်ရင်ရှင်းမယ်လို့စင်ခေါ်လိုက်တာပါလွမ်းပိုင်ကသူနဲ့တဏ္ဍမိုးတိန်ကြိုက်နေရချင်းပြီးတော့ကိုရွှေမန်းကသူ့ကိုဖုန်းဆက်မိတယ်ဆိုတာမဟုတ်ကြောင်လွမ်းပိုင်ကသူဟာထုတ်လုပ်သူကိုရွှေမန်းနဲ့ကိုပိုဆန်းတို့ကိုမကျေနပ်တာတွေရှိရင်အချိန်မရွေးဖုန်းဆက်စရင်ရှင်းတယ်လို့သူတို့ကလည်းသူ့အပေါ်မှာဖုန်းဆက်ပြီးတော့စရင်ရှင်းတတ်ကြောင်ပြည်ရင်တရားလိုမျိုးအပြင်လူကိုဖုန်းဆက်စရာမရှိကြောင်ပြည်ရင်တရားပြောတာကတခုမှမဟုတ်မှန်တာ များကိုတက်တည်ထောက်ထားနေပြမယ်လို့လွမ်းပိုင်ကပြောခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးသန္နာမိုးသိမ်းတဲ့လွမ်းပိုင်စိန်ခေါ်ချိန်မှာတော့ပြည်ဟင်းတရားကသူ့အနေနဲ့ဒီကိစ္စမှာဝင်မပါတော့ကြောင်းလွမ်းပိုင်နဲ့သန္နာမိုးသိမ်းဘာမှမဖြစ်ခဲ့ပါကြောင်းပြောပြီးတော့အမေရိကန်မှာဆူရှိပဲအေးစေးလိုက်တော့မယ်ဆိုပြီးရှောင်ထွက်သွားတာဖြစ်ပါတယ်။ ပြင်းတရားကအပွဲပွဲနှွှဲလာသည်များတနာမိုးတိမ်ကိုကြောက်ပြီးတော့နောက်နောက်အာမချောင်တော့ပါဘူးအမေရိကန်နယူးယောက်မြို့မှာပဲဆူရှီလိတ်တော့မယ်ဆိုပြီးတော့ပြောလာရတာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ပြင်းတရားတယောက်လုံးဝအရှုံးပေးသွားရတာထင်ရှားပါတယ် ဆိုရှယ်လိချင်းဆိုတဲ့စကားကတော့သူ့ရဲ့အရှုံးပေးအညံ့ခံခြင်းကိုကိုးစားပြုတဲ့စကားလုံးအဖြစ်ဆိုရှယ်မီဒီယာမှာပြောစမှတ်တွင်နေပါပြီ။အမြဲတမ်းဖော်ကောင်းလုပ်ပြီးတော့အကဲဆက်တဲ့သတင်းတွေကိုတင်ဆက်သူအဖြစ်နာမည်ကြီးခဲ့ပေမဲ့ဒီတစ်ခေါက်တန်တာမိုးသိမ့်နဲ့လွမ်းပိုင်တို့ရဲ့တိုက်ရိုက်ရင်ဆိုင်စိန်ခေါ်မှုတွေကိုတော့သူမခံနိုင်ခဲ့ပါဘူး။ဒီဖြစ်ပျက်ကအမှန်တရားဘက်ကရက်တည်ရင်ကြောက်စရာမလိုဘူးဆိုတာကိုသက်သေပြလိုက်တာပါပဲ။ပြည်သူတွေကလည်းဒီကိစ္စမှာတန်တာမိုးသိမ့်ဘက်ကတတကြွကြွနဲ့ရက်တည်ပေးခဲ့ကြတာတွေ့ရပါတယ်။ ဒါရိုက်တာပြင်းအင်းတီအနေနဲ့နောက်ထပ်သတင်းတွေမဖန်တီးခင်နောက်ထပ်ပြဿနာတွေကိုမိမမွေးခင်မှာဒီတစ်ခေါက်အတွေ့အကြုံတွေကိုသင်ခန်းစာယူရတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့ပြင်းအင်းတီအတယောက်တဏ္ဍာမိုးသိမ့်ကိုကြောက်နေတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်